အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဗျကျွန်တော်နေနဲ့ Train in မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာဒေသတွေရဲ့အကြောင်းမြင်ကွင်းတွေကိုပြန်လည်မျှဝေနေတာဖြစ်ပါတယ်အဲဒီထဲမှာမှဒီ episode 44ကတော့ကျွန်တော်တို့အောင်ပန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေတဲ့ episode ဖြစ်ပါတယ်အဲဒီတော့ around အောင်ပန်းရဲ့ part 9အောင်ပန်းနဲ့ပတ်သက်လို့မျှဝေနေတဲ့အပိုင်း၉ပိုင်းမြောက်အနေနဲ့ဒီနေ့မျှဝေမှာက ေတာရဲ့အသင်းအဆုံဒေတာကန်ရဲ့ရောင်းဝယ်မှုတွေနဲ့အောင်ပန်းဈေးနှုန်းရဲ့မြင့်ခွင့်တွေကိုပြပွေးပေးသွားမဲ့အစီအစဉ်ဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ အောင်မန်းစင်းတွေကိုလွန်ခဲ့တဲ့နှစ်နှစ်လောက်ဖြစ်မဲ့ထင်တယ်အဲ့ဒီလောက်တုန်းကမျှဝေခဲ့ပူပါတယ်ဒီကြားထဲမှာကအောင်မန်းစင်းကိုထပ်မျှဝေနိုင်ခြင်းမရှိခဲ့ပါဘူးအခုကတော့ကျွန်တော်တို့ကြုံကြိုက်တာနဲ့အောင်မန်းစင်းတွေလေးကိုနောက်တစ်ချိန်ထပ်မမျှဝေတာဖြစ်ပါတယ်ဗျအခုဒီလမ်းလေးကကြတော့ဒါကလေဟိုပါပေါ့အဲကျွန်တော်တို့အောင်မန်းမူလဈေးရှိရပေါ့အောင်မန်းဈေးဝင်းကြီးကဘယ်ဘက်မှာရှိတယ် ပြီးသွားလို့ရှိရင်ဒီမှာကကြတော့ဈေးတန်းတစ်ခုရှိတယ်ဒီဈေးတန်းကဈေးနေမှာမဟုတ်ဘူးသူကနေ့တိုင်းရှိတယ်အမြဲတမ်းရှိတယ်ဈေးအဲ့ဒီဈေးတန်းရဲ့နောက်ဖက်မှာကဈေးဝင်းကြီးရှိတယ်အောင်မဲ့ဈေးဝင်းညို့မဈေးလို့ခေါ်မှာပေါ့နော်ဆိုတော့ဒီမှာဒီမှာကတော့ထိတ်ဆုံးကအတီးနှံလေးရှိမယ်ပြီးတော့လို့ရှိရင်သူကတော့ဒီကတော့အာတာငါအတီးနှံဟင်းသီးရဲ့အဆုံရှိတယ်ဒီတန်းကလေပြီးတော့မုံနေလဲရတယ်သူကနေ့တိုင်းရှိတယ်ဒီဒီနေရာကတော့လေဒီနေရာကအမြဲတမ်းအာ အစုံလဲရတယ်ဗျာတော်တော်များများဒီနောက်ပြီးတော့ဟိုဟာလေရှမ်းပြည်တောင်ပိုင်းကတောင်ပေါ်ဒေသဖြစ်ပေမဲ့တာငါမရှာဘူးဗျာငါးပစုံမရှာဘူးဟိုမှာတွေ့လားအခုနဘူးရှိလေးလေးအဲ့ဒါငပိရေဘူးအဲ့ငပိရေလေးလည်းကောင်းတယ်သူကဒီတန်းမှာရှိတတ်တယ်အဲ့ငပိရေဘူးလေးတွေကပြီးသွားရင်ဒါကတော့ထုံးစံအတိုင်းပေါ့ဆန်စီပါညာနဲ့ဒီဘက်ကဟင်းဒီဟင်းရွက်ဒီကော ဒီမှာကအဲ့ဒီကွန်းဆိုင်တွေလည်းအများကြီးရှိတယ်ဒီမှာနာမည်ကြီးတဲ့ကွန်းတွေလည်းရှိတာ哦အောင်မန်းမှာဘာလို့အောင်မန်းကပွဲယုံရှိတဲ့မြို့ဖြစ်တယ်။ဟင်ဒီအသီးရွက်ပွဲယုံတွေရှိတယ်။ပြီးတော့ကုံကားကြီးတွေဒီအသီးရွက်နဲ့ပတ်သက်လို့ကုံကားရန်ကုန်ပို့တဲ့ကုံကားတွေရဲ့ဂိတ်တွေလည်းရှိတဲ့ခါကြတော့တော်တော်ဆုံတယ်ဗျ။အခုကကြတော့ဒါကကျွန်တော်တို့ဟွာပဲရောက်သွားပြီ။ဈေးတန်းဈေးနေမလို့ခင်းတဲ့ဈေးတန်းလေးတွေအဲဈေးတန်းတွေပဲရောက်သွားပြီ။ရှက်သားမိလေးသဘောကျတယ်။ဒါငငယ်ငယ်ရွယ်နဲ့ ဟိုဈေးဝယ်တာပဲဖြစ်ဖြစ်ပေါင်းသင်းဆက်ဆိုင်ပဲဖြစ်ဖြစ်ဒါကတခါတည်းသင်ကြားလို့ရတာလေဒါမီလို့ထင်ပါတယ်တကယ်လို့များညီမဖြစ်နေတော့တောင်းပန်ပါတယ်ဗျနောက်ကနေဆိုတော့အာဒီအောင်မန်းဈေးနေကအောင်မန်းဈေးနေကကြတော့လေသူကဟိုဟာတောင်ကြီးဈေးနေနဲ့တူတူပဲဗျတော့ငါရဲ့တစည်းကိုငါရဲ့တစည်းခင်းတဲ့ထဲမှာမှသူကဒီရှမ်းပြည်တောင်ပိုင်းမှာဆိုလို့ရှိရင်အော်ဟိုလောက်ရှိတာပေါ့ ဈေးနဲ့ခင်းတဲ့မြို့လေးတွေက60လောက်ရှိမှထင်တယ်မြို့လေးတွေမြို့လေးတွေဆိုတာကဟိုရွာကြီးတွေလည်းပါတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးဟာတွေလည်းပါတယ်ပါတော့အခုဒီအောင်မန်းဈေးနေဆိုလို့ရှိရင်သူကအောင်မန်းဈေးနေကတောင်ကြီးဈေးနေနဲ့တူတယ်ပြီးတော့လို့ရှိရင်ရွာမရေပေါ်ဈေးလေးအင်းလေးအဲ့ဈေးနဲ့တူတယ်ပြီးတော့ကြောက်တလုံးဈေးကြောက်လုံးဈေးဆိုတာကကျွန်တော်တို့ဟိုဟိုကထင်တယ်ဗာလဲတောင်ကြီးကနေဟိုဘက်သွားတဲ့နေရာအဲ့နေရာထင်တယ်ပြီးတော့မြိုင်ဈေးနဲ့လည်းသူကဈေးနဲ့တူတယ်ပြီးတော့ပင်လုံးဈေးနဲ့လည်းတူတယ် ေးနေကအခုပြီးသွားလို့ရှိရင်သူကအနည်းဆုံးဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟိုပါဘောအကယ်လို့အဲ့ဒီဘက်ဒီဘက်ဒေတာကိုရောက်ခဲ့လို့ဝင်ပြီးတော့လေချင်ပတ်ချင်နေဈေးနေလေးကြုံနေတယ်ဆိုရင်တော့ကျွန်တော်တို့တည်တလောက်တော့သူက9ရက်တည်းဖြစ်တဲ့အတွက်အောင်မန်းစေးကအနည်းဆုံးကဒီဟိုမှာရှိမယ်နိုဝင်ဘာ25ရက်နေ့မှာရှိမယ်ပြီးသွားလို့ရှိရင်နိုဝင်ဘာ30ရက်နေ့မှာရှိမယ် ပြီးသွားရင်ဒီဇင်ဘာ9ရက်နေ့မှာရှိမယ်ပြီးရင်ဒီဇင်ဘာ10ရက်နေ့မှာရှိမယ်ပြီးသွားလို့ရှိရင်ဒီဇင်ဘာ15မှာရှိမယ်ဒီဇင်ဘာ20မှာရှိမယ်ဒီဇင်ဘာ25ဒီဇင်ဘာ25ခရစ်စမတ်အဲ့နေ့မှာရှိမယ်ပြီးသွားလို့ရှိရင်ဒီဇင်ဘာ30မှာရှိမယ်တော်တစ်ခုပဲတတိထားရတယ်ဈေးခင်းတဲ့နေ့ကဥပုံနေ့ဆိုလို့ရှိရင်တနေ့ကြိုခင်းလိုက်တယ်ဒါပဲပုံမှန်အားဖြင့်ကတော့ခုနလိုပဲ9ရက်တစ်ဈေးသွားတယ်ကျွန်တော်တို့ခုရောက်တဲ့အချိန်ကအာနည်းနည်းလေးနောက်ကျတယ်ထုံးစံအတိုင်းပဲကျွန်တော်တို့အာ ဆိုတော့သူဈေးတန်းလေးဒီမှာလူနဲ့ပါသွားပြီဘာချို့နေရာမှာတော့လူများနေလို့ဒီနေရာလေးတွေ့လားဒါပအိုးတိုင်းသားတွေပေါ့သူတို့ဒီတိုင်းသားတွေကလေချီချူးစရာတခုကောင်းတာကဟိုသူတို့ရဲ့ရိုးရဝတ်စုံကိုတော်လေးမြင့်မြင့်နုံနုံဝေးကြတာမျိုးတွေ့ရတယ်။တကြီးရွယ်ဟိုဘိုင်းနေဆိုလို့ရှိရင်တော့အကလုံးကြီးပဲဝေးကြတယ်။ပြီးသွားလို့ရှိရင်လူငယ်လူလက်တွေလည်းအချို့ဝေးကြတယ်။တေးကြတာတခုကတော့တာရင်နာရင်နဲ့ပွဲလန်းသပင်သို့မဟုတ်အစုဖွဲ့လိုက်သွားတဲ့အမျိုးတွေဆိုလို့ရှိရင်သူတို့အချောက်ဝတ်စုံဝတ်တာမျိုးလုံးဝမတွေ့ရအောင်သူတို့ရဲ့တိုင်းရင်သားဝတ်စုံကိုပဲအမျက်တနိုးဝေးကြလိမ့်ရှိရဲ့။ ဘက်ကကျွန်တော်တို့ဟိုဘောကလောကနေတောင်ကြီးကြားထဲမှာကအများဆုံးရှိတာကပအိုးရယ်ဓနုရယ်တောင်ရိုးရယ်ပြီးတော့ကျန်တာကတော့အင်းသားတို့ပြီးတော့လို့ရှိရင်ရှမ်းရှိမယ်နောက်ကျန်တဲ့တိုင်းရင်းသားအချို့လည်းရှိတယ်ဗောထနော်လိုပါတော့အဲ့လိုမျိုးတွေတော့နေငယ်ရှိကြတယ်ဗျတမယာသီးအော်လိမ္မော်သီးတမယာသီးမဟုတ်လိမ္မော်သီးနဲ့ထောပတ်သီးနဲ့ပြီးတော့ဂျိုဆိုင်လေးတွေသူကဒီအောင်မန်းစင်းလေးကလေ ျွန်တော်တို့ပထမဦးဆုံးတစ်ကြိမ်မျှော်ယူဘူးတယ်အဲ့တော့ကျွန်တော်တို့ကြားဘူးတာလေးရှိတယ်ဟိုဟာလေမြေကြီးကစားလို့ရတဲ့မြေကြီးကရောင်းတဲ့အသေးလေးတွေရှိတယ်ဆိုပြီးအဲ့နဲ့ကျွန်တော်လိုက်ရှာလိုက်ရှာတော့မတွေ့ဘူးမတွေ့တော့နောက်တော့ကျွန်တော်တို့ comment ရေးတဲ့မိတ်ဆွေတယောက်ကရေးသူပြောတယ်ဟိုအဲ့ဒါအဲ့အရင်တော့အဲ့ဒီမိသားစုလိုက်အဲ့ဒီမိသားစုကသူတို့ကစွန့်စင်မျိုးဆက်ရောင်းကြတာဗောလေများသောအားဖြင့်တော့အဲ့တော့အဖွားကြီးတွေကတော့မရောက်ဖဲနဲ့နောက်ပိုင်းကျတော့သူတို့ရဲ့ဟိုဟာလေလာပြီးတော့ရောင်းတာမျိုးတည့်ရတွေ့တယ်လို့ပြောတယ်ဗျကျွန်တော်တို့အခုဒီတစ်ခါရောက်တဲ့အချိန်မှလည်းအဲ့ဒါကမကြုံမြန်ဘူးဗော သူကပြီးတော့လေအောင်မန်းစင်းကြီးကသူကဟိုဘောဘယ်လိုပြောမလဲဖះပွဲစည်းတစ်ခုလောက်ညီပါဆုံဆုံလင်းလင်းရောင်းတယ်အကုန်ဟိုလူအသုံးဆောင်အဝတ်ထည်အစာအသောက်အသီးအနှံဟင်းဒီဟင်းရွက်သားငါအကုန်အကုန်လုံးညီပါရတယ်လို့ပြောအောင်ဒါတော့ဖျားမန်းနေ ပြီးတော့ကျွန်တော်တို့ဈေးနှုန်းနဲ့ပတ်သက်လို့ရှိရင်လေအာတော်တော်များများကျွန်တော်တို့မျှော်ရပူပါတယ်ဒီဘက်ရှမ်းပြည်တောင်ပိုင်းတော်တော်များများဆိုတာကျွန်တော်တို့ထင်ပါတယ်အနည်းဆုံး10မျိုးလောက်တော့ရှိမယ်ထင်ပါတယ်အဲ့ဒီမှာမှဒီအောင်မန်းဈေးကလည်းတော်တော်ကြီးမားစီကားတဲ့ဈေးလို့ပြောလို့ရတယ်ဗျပြီးတော့လေအခုနတွေးလိုက်လားမသိဟိုးရှိမှာပစွန်ထုတ်တယ်ရှိတယ်ဒီမှာကအာအဲ့ဒီဟိုပါဗော တားငါပစုံနဲ့ပတ်သက်လို့ရှိရင်လေအဆုံရှိတယ်ရေချိုလည်းရတယ်ရေငန်လည်းရတယ်တားကြီးငါကြီးလည်းရတယ်ခုမှပြင်ငဒန်တို့ငမြင်းတို့ကိုခုတ်သားလေအကောင်ကြီးကြီးအဲ့လိုမျိုးတွေရတယ်ပြီးတော့တခါလေမြင့်ငဒန်တွေရတယ်ပြီးလို့ရှိရင်အော်ရေငန်ရေငန်ဆိုလို့ရှိရင်ကေမွန်ပြည်ကြီးကရေဘိုးရဲ့စသည်ဖြင့်အဲ့ဒါတွေကတော့နေတိုင်းစင်းမှာကိုရှိတာကျွန်တော်တို့အဲ့ဒါမေးကြည့်တော့ကြတော့လေ မော်လမြိုင်ကလည်းပူတယ်တဲ့ရန်ကုန်ကလည်းပူတယ်တဲ့မော်လမြိုင်ကဆိုလို့ရှိရင်တဲ့ဟိုကနေထွက်ပြီးတော့ဒီကိုတဲ့ဈေးချိန်အမိလာတယ်လာပို့လို့ရတယ်လို့ပြောတယ်ဗျအဲ့တော့ဒီမှာကအဆုံရှိတယ်အခုနပစုံဆိုလည်းပစုံတုတ်တိပါလိပါရှိတာလीဒီတီးလေးတွေဘယ်လိုရအောင်ဟမ်ထုတ်ပဲတီးလေးတွေဘယ်လိုရအောင်ထုတ်ပဲတီးတွေထုံဘိုးသုံးလုံးနဲ့လေးလုံးနှစ်ထောင်မို့လား

ပြီးတော့ဒီမှာဒီလွယ်ပလိုင်းကတော့ပလိုင်းကတော့လေဒီဘက်ဒီဘက်ကျွန်တော်တို့ရှမ်းပြည်တောင်မှာရှမ်းပြည်ပေါ့ရှမ်းပြည်တစ်ခုလုံးကတော့ဒီပလိုင်းကတော်တော်သုံးဝင်တယ်ဗျဟိုဈေးသွားတာပဲဖြစ်ဖြစ်တချို့တွေဆိုလို့ရှိရင်ဒီပွဲလမ်းတွင်သွားရတယ်အဲ့ပလိုင်းကသေးလေးတွေပါတယ်အဲ့ဒါကြတော့ဖုန်းတို့ဘာတို့ဘာထည့်တာပတ်စံအေးတို့ဘာတို့လေအဲ့လိုမျိုးအဲသူပုံမှန်ဒီလိုဈေးလာရင်တော့ဒီလိုပလိုင်းကြီးကြီးနဲ့သုံးတယ်တော်တော်ဆန်တယ်ဗျအဲ့ပလိုင်းတွေက ောင်မန်းကကြတော့သူကယာတိဥဒုကကြတော့လေသူကကလောလောက်တော့မအေးဘူးဗျသူကကလောလောက်မအေးဘူးအောင်မန်းရဲ့ယာတိဥဒုကโอเคစားဖို့ခဏထိုင်ဆောင်နေတယ်ထမင်းဝါမာထားတယ်အောင်မန်းရဲ့ယာတိဥဒုကဟိုကနေစင်နေဗျဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပါလေဣတယာနဲ့စင်နေ ါတော့ AC ပဲကိုလည်း AC ပဲသူတို့လည်း AC ပဲဒီနေ့တော့ရမှာဖြစ်ဖြစ်ပဲမအားဖြစ်ဘူးဒီမှာဒါဒါလေးတွေကပါလေအချက်လားဟုတ်ပါပါသူ့တုံနဲ့မပြောသူ့တုံဟာဟာ တိလာအဲ့ဒါအခုနဟာဂျူးဂျူးမြစ်တုံနဲ့ငပြောဘူးတုံနဲ့အဲ့ထမင်းဝါကိုထည့်ပေးတာပြီးတော့ရင်သူကအဲ့ဒီဟိုခဲညီလေးအစီလေးလည်းဆက်ပေးသေးတယ်ဆားလို့တောင်းတယ်တဘောကြကျွန်တော်တို့တွေကဒီလိုနေဘက်ဒီနေဘက်ဒေတာဘယ်ဘယ်ဘက်ရောက်ပေါ့အဲ့လိုဘက်ရောက်လို့ရှိရင် ဟိုတနိုင်ငံလုံးနာမည်တွေနဲ့ဖွင့်တဲ့ဆိုင်တွေရှိတယ်လေအဲ့ဒါမျိုးတွေတဲ့ဆိုင်ကျွန်တော်တို့ဒေတာကန်ဆိုင်ဒေတာကန်အစားအစားဒေတာကန်အရာတာကိုပဲပို့ပြီးတော့စားပြစ်တယ်ပေါ့ဟိုခုနတနိုင်ငံလုံးမှာရတဲ့ဟာမျိုးကတော့သူက quality control လုပ်ထားပြီးသားဖြစ်ပေမဲ့သူကဘယ်ဘယ်မှာစားစားစားလို့ရတယ်လေအရာတာဒီရတာဆိုတော့ဒီမှာကျတော့သူကဒေတာအလိုက်လေးတွေစားရတာဆိုတော့အဲ့ဒါလေးတွေကပို့သဘောချစရာကောင်းတယ်ကျွန်တော်တို့အတွက်တော့ဒါကတော့အလှအလှထားတဲ့ပစ္စည်းလေးတွေ ီမှာကဒီဖျားပန်းလဲတော်တော်ဟိုဖြစ်တယ်ဗျဖျားပန်းကလည်းအစုံဆိုင်တာဟိုဒီဘက်ဒေသတွေကနောက်ပြီးတော့ဒီနေ့မိုးတွင်းကဒီနေ့မိုးတွင်းကအခြားဒေသတော့မသိဘူးဒီရှမ်းပြည်ပဲချမ်းတော့တော်တော်နဲ့ကိုမိုးကမကုန်နိုင်သေးဘူးဖြစ်နေတယ်နိုဝင်ဘာလတည်းဒီမိုးရွာလောက်ကောင်းတော့အချို့ရက်တွေမှာ အဲ့လေးတွေရောင်းနေတယ်လှရတယ်အဲ့ဒါပဲဘုတ်တို့မြစ်တို့ရောင်းတာအခုနဟိုတောင်းနေနေရလေပင်ဆိုင်ပင်ဆိုင်ဒီဘက်မှာဆိုက်ရတာအရင်တအားကောင်းတယ်ဗျာတအားကောင်းတယ်ဆိုတော့ရာတိဥတုရောမြေရောကောင်းတော့လေကိုချန်နေပဲကိုဆိုက်ဆိုက်ဘယ်လိုမျိုးအဲ့ဒီပင်လိုမျိုးဆိုက်လို့ရှိရင်လေမြန်နေဖြစ်လွယ်တယ်အေးဘာရောင်းနေလဲ တော့ဒီမှာအဲ့လိုမျိုးအဲ့လိုခုနလိုလေဟိုအဲ့ဒီနဲ့ဟိုအတီးအနှံမျိုးစီတွေပြီးရင်ပဲမျိုးစုံ ရောင်းတာတွေအဲ့လိုဆိုင်တွေလည်းတော်တော်များများတွေ့ရတတ်တယ်။ဒါတော့ကျွန်တော်တို့ဈေးပတ်လေရှိသမျှလမ်းပေါင်းစုံဝင်ပြီးတော့ပန်းတီးရတော့လေကျွန်တော်တို့တည်တလောက်ဒီ ရှမ်းပြည်နယ်ဒီဘက်ချမ်းမှာတော့ကျွန်တော်တို့ပန်းသီးကိုတိတ်မတွေ့ဘူးဆိုတော့ပန်းသီးရတဲ့သူကလိုချင်လိုတလောက်အေးတက်မရလို့ရှိရင်တဲ့သူကဟိုမပွလာဘူးလို့ပြောတယ်အဲ့လိုမျိုးအဲ့တော့ဒီဘက်မှာတော့အဲ့လိုချင်းတောင်ဘက်ချမ်းပန်းသီးကပို့ပြီးတော့ဟိုဟာဘောဈေးကဝင်တယ်လို့ပြောရမလားမသိဘူးပြီးတော့လေဒီမုံလာဥနီနဲ့ပတ်သက်လို့ကျွန်တော်တို့ဥပမာအဖြစ်ပြ မှော်ပြီတို့ဘာတို့အဲ့လိုပချံဒီကနေပြီးတော့ဒီထွက်တဲ့ဟာတွေပြီးသွားလို့ရှိရင်ဟိုတယ်သုံးဥနီလေဆိုအကြီးကြီးလေအပွားကြီးလေဒီမက်ဒီမှာကတော့အဲ့လိုဟာမျိုးမရှိဘူးဥနီကသူကတာမန်ဥနီဆိုင်ပဲရကမောက်သီးလေးတွေဘယ်လိုလဲရကမောက်သီးလေးဟောစာကဒါ၄၀၀သုံးလို့တုံးချင်တာပြင်မဲတယ်ဟောညာကျစားစာ၃၀၀ဟုတ်ဟုတ်လာပြီအဲ့ဒါမှမရှိဘူးဘယ်လိုမှရတယ်ပေါ်ကစားမလို့လားမသိဘူးဈေးနည်းနည်းဟောဖြစ်သေးတယ် တိတ်မုံလာဥနီကဒီဘက်မှာကြတော့လေခုနပြောလို့လန့်တယ်ဒါပေမဲ့ तू ကကြတော့ခုလိုမျိုးအဲ့လိုအလုံးကြီးတွေတော့မရှိဘူး तू ပုံမှန်ဆိုင်လေးတွေပဲမုံလာဥနီကလေချွဖြုံသီးတွေချွဖြုံသီးလည်းဒီဘက်မှာတအား तू ကဖြစ်ကြတယ်ဗျစားတယ်ဒါပေမဲ့ဒီဘက်ကချွဖြုံသီးတွေကခုလိုအလုံးကြီးတွေဆိုင်ခုနလည်းမျိုးအလုံးသေးလေးတွေတော်တော်များများတွေ့ရတယ်ဒီမှာလည်းတွေ့လားဒါဟိုအချင်း ဘာကျင်လဲတော့မသိဘူးအဲ့ဒီအချိန်ဟာဒီဘက်မှာမြင့်နေဥမာဂန်ဂလာကျင်တို့ဘာလို့အဲ့လိုဟာမျိုးလားဒါမှမဟုတ်မုံညင်းကျင်ကိုပဲရောင်းလာတာမသိလိုက်ဘူးဒီဘယ်လိုပြောရမလဲခီးလဲသွားပြစ်တယ်အချိန်လဲရတယ် ဈေးပန်တာလဲစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့လေဒီလိုမျိုးငါရဲ့ဈေးလေးတွေကဝင်ကြည့်တင်တယ်ဝင်လေ့လာတင်တယ်ဗျဘာဖြစ်လို့လဲဆိုတော့မြင်နေကြတွေ့နေကြရောင်းဝယ်တဲ့အတီးအနှံရောင်းဝယ်တဲ့ပုံစံမျိုးတွေမဟုတ်ဘူးလေဒီတကံတိုင်းရင်သားတွေသူတို့ရဲ့စကားပြောတဲ့လေးတွေနဲ့သူတို့ရောင်းတဲ့ပစ္စည်းတွေသူတို့ရောင်းတဲ့ဟန်လေးတွေနဲ့ဆိုတော့သဘောကျစရာကောင်းတယ် အဲ့ကြောင့်မလို့ကျွန်တော်တို့ဟိုဝင်ကြည့်လို့ရနိုင်အောင်လဲကျွန်တော်တို့တိတိလောက်ဟိုရှက်လေးတွေတော့မျှဝေပေးထားပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့အောင်မန်းစင်းနေ့မျှဝေခြင်းစီစဉ်ကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်တို့မျှဝေမှုတွေကိုကြည့်ရှုပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ